โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရေစိမ်းဆိုင်ပြည်နယ်တူတူအစီအစဉ်မှာပြည်နယ်ကြိုးဆိုပါတယ်ကျွန်တော်နာမည်အောင်စောထွေးပါကျွန်တော်ဒီအပတ်စဉ်တိုင်းမှာတနင်္လာမှာတောက်ကြနေအထိဗီဒီယိုတွေကိုစူးစမ်းပြီးမှညဝေပြီးလေးရှိပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုစဉ်ဆက်မပြတ်နားထောင်နေတဲ့လူချင်းမျိုးအားလုံးကျေးဇူးတင်တယ်လို့ကျွန်တော်ကလည်းဒီစိမတ်ဆန်နဲ့ပတ်သက်ပြီးမှအကောင်းဆုံးထွက်ဆုံးမရှင်းလုပ်ပြီးမယ်အကောင်းဆုံးပြောပြပေးနေလည်းရှိပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဘောကလက်တွဲဖော်နဲ့အပေါင်းအသင်းပေါ့နော် ကျွန်တော်တို့တွေရဲ့စိတ်ပိုင်းဆိုင်ရာလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့လူမှုရေးစည်းဝါးကျန်းမာရေးအရာအားလုံးနဲ့သက်ဆိုင်တယ်။အဲ့တော့ကျွန်တော်တို့ဘဝရဲ့လက်တွဲဖို့အပေါင်းအသင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောမှဖြစ်တဲ့အတွက်음ဒါလေးတရားလေးနားထောင်ဖို့တင့်နေပေါ့နော်ကျွန်တော်အကြံပေးချင်ပါအဲ့တော့ဘဝဆိုတဲ့သဘောသဘောဟာပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်လို့ဆောင်ဖြစ်ပေါ်လာတဲ့အရာကိုကျွန်တော်တို့ဘဝလို့ရေပူရအားဖြစ်ကျွန်တော်တို့သိထားရပါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ ဘုရားရဲ့မြတ်စွာဘုရားဘုရားမြတ်စွာဘုရားတဏှာအဆက်ဆက်ကဖြစ်ခြင်းခဲ့တဲ့ကံဉဏ်ဝရိယဒီ၃ပါးပါရမီဖြည့်ခဲ့တာနော်ယခုဘဝကိုနောက်ဘဝအဖွားအဆက်ဆက်မှာဖြည့်ခဲ့ပြီးမှအလုံးစုံသောတည်မြင်မှုဆိုတဲ့နော်တူနိုင်မြဲနော်ဘုရားဘုရားလို့ဖြစ်ပေါ်လာတဲ့ဖြစ်ပေါ်လာပါအဲ့တော့ဘာကိုကျွန်တော်ကယဉ်ညွန်းချင်တာလဲဆိုရင်ဘဝဆိုတဲ့လမ်းမှာကျွန်တော်တွေလမ်းမလွယ်ပဲကောင်းတဲ့စိတ်ခံစားချက်တွေကောင်းတဲ့အပြုမှု ကောင်းတဲ့လုပ်ရအခြေအနေအားလုံးကို ကိုတယောက်ထဲနဲ့မဖြစ်နိုင်ဘူးအဲ့တော့လူတွေကပြောပြပြောကြလိမ့်မယ်နော်အရာအလုံးကမင်းပုံပေါ်ပဲမူတည်တယ်မင်းပုံမှာပဲအရာအလုံးကမူတည်နေတယ်ဆိုပေမဲ့ကျွန်တော်တို့တွေကလူတွေဟာတယောက်ကိုတယောက်ကျုံကိုင်းမီကိုင်းကျုံမီကျွန်တော်တို့ရဲ့အဖွဲ့အစည်းသို့မဟုတ်ကျွန်တော်တို့ရဲ့တယောက်နဲ့တယောက်မိခိုရင်းနဲ့သွာလာနေကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တယောက်တည်းမလုံနိုင်တဲ့အရာတွေမဖြစ်နိုင်တဲ့အရာတွေဘဝမှာများစွာရှိရဲ့အဲ့တော့ဘဝဆိုတဲ့လမ်းမှာမလမ်းမလွဲဖို့အတွက်ခေါင်းတဲ့အရာတွေဖြစ်ပေါ်ဖို့အတွက် နော်ကိုယ့်ရဲ့ကံဉာဏ်ရိယအာစိတ်ထုတ်မှုပုံမအားကောင်းပြီးတောက်ပြန်ဖို့ဆိုတာလေခုနကျွန်တော်ပြောခဲ့တဲ့ဘဝအရှိမဘဝနဲ့ကျွန်တော်တို့ရဲ့မိသားစု ကျွန်တော်တို့ထိတွေ့နေရတဲ့ကျွန်တော်တို့တွေ့ဆုံနေရတဲ့လက်တွဲပေါ်ပေါင်းတင်နေတဲ့အပေါင်းအသင်းအပေါ်မှာကျွန်တော်တို့နော်80ရာခိုင်နှုန်းတော့ဟာမူတည်ပါတယ်ကျွန်တော်တို့30ရာခိုင်နှုန်းတော့ဟာခုနပြောတဲ့ကျွန်တော်တို့ရဲ့ကံဉာဏ်ရိယအာစိတ်ထုတ်မှုတွေဒါတွေဟာတက်ရောက်မှုသွားတာပါ အဲ့တော့တခါတလေမှာကိစ္စရက်တခုကိုကျွန်တော်တို့လှုပ်ဆောင်နေအောင်မြင်သလားမအောင်မြင်သလားဆိုတာဟာကျွန်တော်တို့ဒီရက်မှန်သုံးမှန်ပေါ်မှာသွားမှုတည်တာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကအလုံးမှန်နေဖို့လိုတယ်နံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကနေရာမှန်ဖို့လိုတယ်နံပါတ်နံပါတ်3တစ်ချက်ကကျွန်တော်တို့အချိန်မှန်ဖို့လည်းသိဖို့အရေးကြီးရဲ့အဲ့တော့ဒီ3ခုတည်းကလည်းတခုခုလွဲချော်ပြီးဆိုရင်ကိုယ့်ရဲ့အားစိုက်ထုတ်မှုဘယ်လောက်ပဲ strong ဖြစ်ပါစေအားကောင်းပါစေပြောင်မြောက်နေပါစေအောင်မြင်မှုဟာ နေကွေးနေတာလည်းဖြစ်နိုင်တယ်လို့မအောင်မြင်တာလည်းဖြစ်နိုင်တယ်။အဲ့တော့ကျွန်တော်တို့တွေဟာစဉ်းစားရလိမ့်မယ်။ကျွန်တော်တို့ရဲ့ဘဝနဲ့လက်တွဲပေါ်ဘဝနဲ့အပေါင်းအသင်းကျွန်တော်တို့ဘဝမှာတွေ့ကြုံရတဲ့လူကျွန်တော်တို့တော့ထိတွေ့နေရတဲ့မိသားစုတွေဟာခုနပြောတော့ဆစ်ဖြစ်စေတဲ့အစိတ်တောက်ဖြစ်စေတဲ့လူတွေနဲ့ကျွန်တော်တို့တွေကများစွာ ဝင်းရံနေတယ်အများစွာထိတွေ့နေတယ်အများစွာသွားနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကလည်းကျွန်တော်တို့ပုံစံကျွန်တော်တို့လှုပ်ချင်တဲ့ခေရီယာမှန်သမျှအားလုံးဟာတော့ဆစ်ဖြစ်နေပါအဲ့တော့မင်းအပေါ်မှာပဲမူတည်ပါတယ်လို့ပြောနေပေမဲ့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့တွေဘလို့ပဲပြောင်းလဲပြောင်းလဲကျွန်တော်တို့နောက်ကနေပြောင်းလဲလာလာနော်မပါလာတဲ့အရာတွေအများစွာရှိတယ်အဲ့တော့ကျွန်တော်တို့ပြောပြမယ်အဲ့တော့ဥပမာအနေနဲ့ကျွန်တော်ပြောမယ်ပေါ့နော် မြုံထဲမှာနစ်နေတဲ့နွားလဲတစ်စီးရှိတယ်။အဲ့ဒီနွားလဲဟာရှေ့ကနေယုံနေနွားနှစ်ကောင်နဲ့ယုံလို့ဒီမြုံဟာမလွတ်ဘူး။အဲ့တော့လဲပေါ်မှာလိုက်ပါလာတဲ့လူတွေဟာဝိုင်းပြီးတိုးနိုင်မှာဒီမြုံကလွတ်တာ။အဲ့တော့ကျွန်တော်တို့အားနဲ့ယုံလို့မလွတ်နိုင်တဲ့အရာတွေအများစွာရှိတယ်။ကျွန်တော်တို့ကိုကျွန်တော်တို့ပြောင်းလဲဖို့ပြောင်းလဲနေပြီမဲ့ပြန်ပြီးမှဒုံရင်းဒုံရင်းအဖြစ်အဆိုးနေရာကိုပြန်ရောက်သွားတယ်ဆိုတာလေ ကိုယ့်ရဲ့ခြံရံနဲ့မိသားစုမောင်နှမအပေါင်းအသင်ပတ်ဝန်းကျင်ပေါ်မှာအများစွာတက်ရောက်မှုရှိတယ်။အဲ့တော့ကိုကတော့ကောင်းနေဘယ်သူပြောပြောဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းတော့မယူဘူးဆိုပေမဲ့လည်းတခါတလေမှာခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့မြတ်စွာဘုရားတော်မှာဘဝအဆက်ဆက်ကပန်းနေတန်နေရမှာကျွန်တော်တို့ပါရမီဖြည့်ရတယ်နော်အမီရှိရတယ်အမီရှိမှဘုရားပွင့်ကြရတယ်ဒါဟာလူကြီးမျိုးတို့အားလုံးသိကြရမယ်အမီမရှိဘဲနဲ့ပါရမီဖြည့်ပဲမရှိဘဲနဲ့ခုနပြောလို့ မပွင့်နိုင်ဘူးမတိနိုင်ဘူးအဲ့တော့ကျွန်တော်တို့ဘဝတွေမှာလည်းအောင်မြင်မှုပဲတော်တော်နော်ဘလူးစိတ်ပိုင်းဆိုင်တဲ့ပတ်သက်ပြီးမှ transformation ဘလူးပဲလို့လို့ကျွန်တော်တို့တွေဘလောက်ပဲခရီးရပြောင်းပြောင်းကျွန်တော်တို့ဘဝရည်မှန်းချက်အောင်မြင်မှုမှန်တယ်မရအောင်လို့ဘလောက်ပဲပုံဖော်ဖော်နေရမှန်ဖို့ကအစ်စ်ကိုအရေးကြီးတယ်ကျွန်တော်တို့အလုံးမှန်ဘုရားလည်းတိတ်ကိုရေးကြည့်တယ်အချိန်မှန်ဘုရားလည်းအရေးကြီးတယ်အဲ့တော့ဘောကမှာကျွန်တော်ကံညာဝိရိယနဲ့အားစိုက်ထမှုတွေလုပ်ကြတယ်သူ့ဘယ်မှာကံမပြင်းရင်လည်းမဖြစ်ပြန်ဘူးဗျဝိရိယနဲ့လည်းမဖြစ်ပြန်ဘူး ဲ့တော့နော်ငဲမပိုင်လည်းမဖြစ်ပြန်ဘူးနောက်တစ်တစ်ခုကကျွန်တော်တို့ထပ်ပြီးမှတက်ဖို့ကကျွန်တော်တို့ရဲ့ပုံဝင်ကျင်နေထိုင်နေတဲ့ရုံဟာမမှန်ကန်နေဘူးဆိုလို့ရှင်လေဖြစ်မြောက်မှုကအားနည်းမှာပဲအောင်မြင်မှုကမရနိုင်ဘူးဒါကျွန်တော်တို့နော်သိဖို့အရေးကြီးတယ်အဲ့တော့လူချင်းမင်းအနေနဲ့အခုချိန်မှာပြောချင်တာလူချင်းမင်းပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်ဒါပေမဲ့ပြုပြင်ပြောင်းလဲမှုလုပ်တိုင်းမှာဟာမင်းကတော့မဖြစ်ပါဘူးကွာမင်းကတော့မဟုတ်ပါဘူးကွာ ဟာတိုက်ဖို့ကြံနေတဲ့ပတ်ဝန်းကျင်မှာကိုကကျင်လည်နေတယ်ဆိုရင်အဲ့ဒီကျင်လည်နေတဲ့အချိန်မှာလူကြီးမရအောင်မြင်မှာမဟုတ်ဘူးပြောင်းလဲမှာမဟုတ်ဘူးလူချင်းနဲ့ရလည်းရမှာမဟုတ်အဲ့တော့အဲ့ဒီရဲ့ခုနတော့ဆင်းဖြစ်စီတဲ့ပတ်ဝန်းကျင်ကအပြစ်လားဆိုသူတို့အပြစ်လည်းမဟုတ်ပါဘူးသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့သူတို့ရဲ့ခံယူချက်သူတို့ရဲ့ဖြတ်တန်းလာရတဲ့အတွေ့အကြုံမှန်များနဲ့လူတူနဲ့လူပေါ်မှာတွေးတယ်ခေါ်တယ်စဉ်းစားတယ်လောက်ကန်ဆောင်ရွက်ကြတာဒါဟာသူတို့ရဲ့အပြုမှုပဲဖြစ်တယ် ဒါပေမဲ့ကျွန်တော်တို့မှာ choice တွေရှိတယ်ရွေးချယ်မှုတွေရှိတယ်ကြောင်းပြင်းလဲလို့ရတဲ့အရာတွေရှိတယ်ခုံထွက်လို့ရတဲ့အရာတွေရှိတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားပါတိပါကျွန်တော်တို့ကိုကိုကိုနော်အပြောင်းလဲမှုတွေလုပ်ဖို့ကြံပြီးနော်အောင်မြင်မှုကိုလမ်းကိုသွားပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးအနေနဲ့ပတ်ဝန်းကျင်ကောင်းတိတ်ကိုအရေးကြီးတယ်ဒီပတ်ဝန်းကျင်ကောင်းကိုကျွန်တော်တို့ရှာဖွေရှာကြံတတ်ဖို့လိုတယ်လက်တွဲဖို့ကောင်းတိတ်ကိုအရေးပါတာပဲ လက်တွဲဖို့ခေါင်းဟာတော်စစ်ဖြစ်စီတဲ့အတွေ့စိတ်တောက်ဖြစ်စီတဲ့ကိုကို အမိုက်တွေပဲပြီးနေတဲ့လက်တွဲဖို့မျိုးဆိုလို့ရှိရင်ကျွန်တော်တို့ရုံးလီနစ်လေဘဝနဲ့ဖြစ်ပြီးမှတော့အများနဲ့တရားဟားတိုက်ခံနေရမှာပဲအဲ့တော့လက်တွဲဖို့ခေါင်းလို့ပြောလိုက်တာနဲ့ကိုယ့်ရဲ့တက်လန်းမှန်သမျှရအားလုံးကိုမမမားတာမှန်တာကိုချင့်ချင်ပြပြီး တွဲခေါ်ဖို့အားပေးဖို့နော်အတူတူပဲကျွန်တော်တို့တရားနဲ့တရားပါအပြန်အလှန်အဲ့လိုတွေရှိဖို့လို့အပေါင်းအသင်းအတူတူပဲအပြန်အလှန်ကျွန်တော်တို့ရဲ့အဲ့လိုလေးတွေတွဲဖို့လိုအပ်တာ နောက်ကျွန်တော်တို့မိသားစုအပြန်အလှန်နော်ဆွဲခြားဖို့ဆိုတာတစ်ခါလေမှာကျွန်တော်တို့ကမတိလိုက်ဘဲနဲ့လူတစ်ယောက်တစ်ယောက်ဆက်ဆံတာအခါမှာဘာမှမဟုတ်တဲ့စိတ်ခံစားချက်တခုနဲ့ဆွဲခြားမိတဲ့အခက်တံမျိုးတွေရှိတတ်တယ်။ကျွန်တော်တို့တော့မတိလိုက်ဘူးကျွန်တော်တို့ဆွဲခြားတာတော့မဟုတ်ဘူး။သို့ပေမဲ့ကျွန်တော်တို့ရဲ့လုံရက်ဟာတပါးသူရဲ့စိတ်ခံစားချက်ပေါ်မှာညာစွာပြောင်းလဲသွားတယ်။ဒါတွေကလူတွေဟာအခုချိန်မှာတိမြင်မှုတိတ်ကိုအားနေကြတယ်။ဘာကြောင့်လဲကျွန်တော်တို့အတ္တတွေဖုံးနေတယ်။ ဟုတ်လားကျွန်တော်တို့ကငါမှန်တယ်ဆိုတာပဲသိတယ်ငါဘလောက်တော်တယ်ငါဘလောက်တက်တယ်ငါဘလူနေရာမှာရှိနေစုတဲ့အရာတွေနဲ့ကျွန်တော်တို့ရာကိုကိုကိုကာထားတဲ့အခါမှာအမှန်တရားကိုစစ်မှန်တဲ့သူတွေရှောက်လာတဲ့အခါမှာအမြင်မကြည့်တာအမြင်ဆောင်တာအမျိုးမျိုးသောအဖြစ်လိုဖြစ်စီတွေဟာရှိနေတာပဲအဲ့တော့ဒါတွေဟာသူတို့အဖြစ်လည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့ choice ကတိတ်ကိုအရင်ရေးကြည့်တယ်အဲ့တော့ကျွန်တော်တို့ရဲ့နေရာမှန်အလုပ်မှန်အချိန်မှန် ကံဉာဏ်ဝိရိယအားလုံးပေါင်းဆက်ပြီးမှထပ်တူကြတဲ့တနေ့မှာကျွန်တော်တို့လူချင်းရဲ့ရက်လက်ကိုကောင်းစွာရလိမ့်မယ်။အဲ့တော့ကျွန်တော်တို့တွေဟာတော့ပြီးနေဖို့လည်းမလိုအပ်ဘူး။နော်။ကိုလူချင်းရဲ့ရက်လက်ကိုဖြည်းဖြည်းချင်းပုံဖော်သွားဖို့ကတိတ်ကိုအရေးကြီးတယ်။ပြီးနေတဲ့သူဟာ energy ကုန်လာရင်စွဲရင်ကုန်လာတဲ့အခါမှာမုန်းပါပဲ။အဲ့တော့ကျွန်တော်တို့အလုပ်တွေကိုဒီနေ့မပြီးတာကိုစိတ်မပြတ်နဲ့ဒီနေ့မအောင်မြင်တာကိုစိတ်မပြတ်နဲ့ဒီနေ့မားခဲ့တာကိုလည်းစိတ်မပြတ်နဲ့ဒီနေ့မလုပ်လိုက်ရတဲ့အလုပ်ကိုလည်းစိတ်မပြတ်နဲ့ ဘယ်အရာကမှစိတ်မပြတ်နဲ့ဒါပေမဲ့ကျွန်တော်တို့သိပါကျွန်တော်တို့ဖြည်းဖြည်းနဲ့လိတ်လူပဲပြောပြောဘာပဲပြောပြောကျွန်တော်တို့တခုချင်းစီကိုတခုချင်းစီကျွန်တော်တို့ပြောင်းလဲလာဖို့အရင်နေ့ကကိုထက်ဒီနေ့ဟာတတိလီတော့တာနေဖို့အသိကိုအရေးကြီးတာပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆောင်းအောင်နောက်ထောင်ပေးတဲ့အတွက်ပါနော်